လက်တောက်လောက်လေးနဲ့လားစင်ခေါ်တဲ့အီကွဲပွဲရာမဲကိုဝိုင်းဖြုတ်ဖို့လုပ်ခဲ့ကြတဲ့ရီယယ်မက်ထရစ်ကစားသမားများအက်ကလစီကိုထားပြီးကတော့ကမ္ဘာလူစိတ်ဝင်စားဆုံးထားပြီးဖြစ်တာနဲ့အညီဆူညံဆူညံအတန်အနေနဲ့ပဲရံပွဲဖြစ်ပြီးပြီးဆုံးသွားခဲ့ပြီဖြစ်ပါရင်အဓိကကတော့အီပွဲပွဲရာမဲတရားပွဲမတိုင်ခင်ဆွတ်ဆက်လေးတိုင်ထားပြီးတကယ်တမ်းတော့ကံရမနိုင်ရကနေစရလို့ပဲပြောမှာဖြစ်ပါရင်ရီယယ်မက်ထရစ်ကစားသမားတွေကသူ့ကိုပြောထားတဲ့ရာမဲကိုမှတ်ထားကြပြီးပွဲပြီးမှတော့ဘောင်းချဆုပ်ဖို့စူးစမ်းခဲ့ကြတာဖြစ်ပါရင်ကွင်းနှင်းခြေစွမ်းရသိကွာတာမျိုးမရှိရင်တော့မှအခွင့်အရေးတွေကိုပုံမဖန်နိုင်ခဲ့တဲ့ရီယယ်မက်ထရစ်ကနိုင်ခဲ့တာဖြစ်ပါရင် အပမေးရလူဂျုံကိုနဲ့ပရာဒီလွဲချော်မှုကြောင့်သာရီယယ်တို့ခုထက်ပိုပြီးဂုဏ်ပြတ်သွားတာလည်းဖြစ်ပါရင်စာပေလုံးဆိုနေတဲ့ရီယယ်မက်ထရီနီးပါးဘောပရမအောင်စွန်အန်ကလစီကိုတာဘီပွဲအစီအမရင်အနိုင်ရလက်ကိုပုံဖော်နိုင်ခဲ့တာပါရီယယ်မက်ထရီရဲ့ကစားပုံကဝါစီပြင်းနေတယ်လို့ဖြစ်မနေတော့ပင်စာပေလုံးဆိုလက်ထက်မှာတိုးတက်တဲ့ပုံမှုတိုးတက်လာခဲ့ပြီဖြစ်ပါရင်ဒီပွဲမှာရောမင်ကတော့လူကတ်ခံရခြင်းနေတဲ့အတူဟောက်တီပတ်တီချင်းစွမ်းပြနိုင်ခဲ့မှုဖြစ်ပါရင်ပွဲမတိုင်ခင်တုန်းကရောမင်ဟာရီယယ်မက်ထရီကိုတောက်လျှောက်လေးတိုက်ထားခဲ့တာပါထရက်တော်တွေပါပြောခဲ့တာဖြစ်ပြီးရီယယ်မက်ထရီကတကောအသင်းဆိုပြီးပါဆိုခဲ့တာဖြစ်ပါရင် ခေါကလည်းကိုတေတခုဆိုဥအောင်တိုင်းသေးဆိုပြီးတော့ရာမေကပြောခဲ့တာဖြစ်ပါတယ်ရာမေဖခင်ကလည်းဘာနေဘျူးမှာရာမေဘလို့ချက်ပြုတ်ပြမလဲကြည့်မယ်ဘာညာလောက်ခဲ့တယ်လို့ရာမေကိုယ်တိုင်ကလည်းသူရဲ့မန်ထရီဘက်ကိုတွင်းယူခဲ့တဲ့ကိုရင်းကိုဆိုရှယ်မီဒီယာပေါ်တင်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့တကယ်ပွဲအကန့်အချိန်မှာတော့ရာမေလည်းဟောဒီပက်တီခြေစွန်းပြနိုင်ခဲ့တယ်လို့ဂေါ်ပောင်ဝင်ပတ်သက်မှုလည်းမပြုတ်လုံနိုင်ခဲ့ဘူးဖြစ်ပါတယ်ရာမေထရီဘက်ကလည်းဒီချက်ပို့ဂိုးပြဲဖို့ခွင့်အေးများခဲ့တာဖြစ်ပါတယ်တကယ်လို့ MVP ရဲ့ဂိုးတွေတာလို့မချုံခဲ့ရင် ပနာဒီကန်ချက်တာဂိုးဝင်ခင်ရေရတို့ခုထက်တောင်ပိုပြီးတော့ဂိုးပြတ်သွားနိုင်မှာဖြစ်ပါရင်အမ်ပါဘေးသွင်းသွားတဲ့လူချင်းကိုဂိုးဆိုရင်တော်လေးကိုလှပြီးဂိုရင်းယာပင်ပန်းကားနဲ့ကျုံးသလိုကန်ထည့်သွားခဲ့တာဖြစ်ပါရင် ဆယ်စံဒီဘလိုမှမဖမ်းနိုင်ပေထောင်ချင်းနဲ့လက်လက်ပပဝင်သွားခဲ့တာဖြစ်ပါရင်ဒါပေမဲ့လူကျုံနေလို့ဂိုးတော်လည်းမရခဲ့ပါဘူးဒါပေမဲ့ပွဲစားရင်းနဲ့ဆန်းတွဲမှာတော့ဘယ်လင်ဟန်ရဲ့အကွက်မီမီပေးပို့မှုကနေအမ်ဘာဘေအနေနဲ့အပိုင်ကန်သွင်းပြီးရယ်မက်ထရီအတွက်ဥဆောင်ကိုသွင်းပေးခဲ့ပါရင်ဒါပေမဲ့ပွဲချင်း38မိနစ်မှာတော့ဖာမင်လိုဘက်ကရက်ဖွဲ့ဖျက်ချိုးပေးမှုကနေခြေပါကိုပြန်သွင်းနိုင်ခဲ့ပါရင်ပရိုင်ဝိုင်းပီကန်နေ43မိနစ်မှာရယ်ဥဆောင်ကိုပြန်ရသွားခဲ့ပြီးဂိုးရှိရှုတ်ချက်ခန့်နေတဲ့ဂျားကနေဘယ်လင်ဟန်ပိတ်သွင်းနိုင်ခဲ့တာပါ ဒီနေ့မှာရီယယ်တို့ပနာလီထိုင်ရခဲ့ပေမယ့်အမ်ဘာဘေးရဲ့ကန်ချက်ကိုဆန်နီကပုတ်ထုတ်သွားခဲ့ပြန်ပါတယ်ဒီလိုနဲ့ပွဲက2-1နဲ့ရီယယ်မက်ထွေးနိုင်သွားခဲ့တာပါပွဲပြီးပြီမဲ့ပြီးသေးတာကကစားမရင်ဂျာတွေကခိုင်းရင်ဖြစ်ပေါ်မှုဖြစ်ပါတယ်အက်ကလက်စီကိုပွဲမတိုင်ခင်မှာရာမဲပြောဆိုခဲ့တာတွေကပွဲအထွန်းမှာနိုင်ယူပြီးတဲ့နောက်ရီယယ်ကစားသမားတွေကခြေပါခဲ့ကြပါတယ်ဒီလိုနဲ့ရာမဲဟာကာဘာရဲ့ကော်တိုင်းလို့နဲ့ညှိခဲ့ပြီးကားပါခင်မှာထိုးဖို့စိန်ခေါ်ခဲ့တာပါ ချက်ချင်းမဲ့ကစားမတဲ့ကြားထဲမှာရုံးရင်ဆန်ကက်တွေဖြစ်သွားခဲ့ကြပြီး Vinicius နဲ့ Romeo ကိုတခါရင်ဘောင်းချရှင်းဖို့လုပ်ခဲ့တာဖြစ်ပါတယ်။ပွဲစားချိန်တုန်းကလည်း Petri 2တဲ့ပဲအနီကက်ထိခဲ့ပေမဲ့ပွဲပြီးချိန်မှာတော့ Real ဘက်ကဂေါတမလီနဲ့အနီကက်ထိခဲ့တယ်လို့ Vinicius နဲ့ Rodrigo တို့လည်းအဝါကက်ကိုစီထိခဲ့ကြပါတယ်။ Barcelona ဘက်ကလည်း Berdi နဲ့ Ferrantore တို့အဝါကက်ထိခဲ့ကြပါတယ်။မမြင်ရတာကြာပြီဖြစ်တဲ့ Atletico ဒါပေကြားပြိုင်ဆိုင်မှုကို Romeo ထွက်လာပြီးနောက်မှာတော့ပြန်မြင်နေရပါပြီ။နောက်လာမယ့် Atletico ပွဲတွေကလည်းဒီရန်ဝဲတွေကြောင့်ပုံမြင်နေတာတော့မှဖြစ်ပါတယ်။